မင်္ဂလာပါရှင်မေလ22ရက်ကျသာရီနေ့အတွက်ရှင်ရုံကြီးလက်လုံရှာရှာရန်ကုန်တရီများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့မြန်မာနိုင်ငံစာကြည့်ရများဖောင်ဒေးရှင်းဘ ഹു အလုံးမှုဆောင်အဖွဲ့အစည်းအဝေးနဲ့စာအုပ်လူတန်းဝင်ကျင်းပတဲ့တရီဖြစ်ပါတယ်။မြန်မာနိုင်ငံစာကြည့်ရများဖောင်ဒေးရှင်းဘ ഹു အလုံးမှုဆောင်အဖွဲ့အစည်းအဝေးနဲ့စာအုပ်လူတန်းဝင်ကိုမေလ22ရက်နနက်10:00နာရီကရန်ကုန်မြို့တိမ်ပြူနံအမှတ်928ရှိမြန်မာနိုင်ငံစာကြည့်ရများဖောင်ဒေးရှင်းအစည်းအဝေးခမ်းမမှာပြုလုပ်ကြောင်းသိရပါတယ်။ အစီအစဉ်ပထမပိုင်းတွင်စာအုပ်လူတန်းမွေပြုလုပ်ရာဖောင်ဒေးရှင်းဥက္ကဋ္ဌဦးညွန့်စီကနှုတ်ခွန်းဆက်စကားပြောကြားပါသည်။အဒီနောက်အလူရှင်များကစာအုပ်များပေးရလူတန်းရာဥက္ကဋ္ဌဦးညွန့်စီကလက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးရခါကျေးဇူးတင်စကားပြောကြားပါသည်။ လူဒန်းသောစာအုပ်များမှာဒုတိယရဲမှူးကြီးအငိမ့်စာဦးသိန်းထွန်းစာရေးဆရာစစ်ရဲအိမ်ကစာအုပ်အုပ်ရေ200တန်မိုး16သိန်းချန်နဲ့တတမဇော်ဒီကာတစားပွဲရစာရေးဆရာပန်ထရာမြကြီးကစာအုပ်အုပ်ရေ90တန်မိုး9သိန်း5000ချက်ဖြစ်ပြီးဒုတိယပိုင်းအစည်းအဝေးဖြစ်ဗဟုအလုံးမှုဆောင်အဖွဲ့အစည်းအဝေးပြုလုပ်ရာရှေ့လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းကြကြောင်းသိရပါဗျာ မြန်မာနိုင်ငံစာကြည့်ရက်များဖောင်ဒေးရှင်းတို့အလူငွေနဲ့အစာအုပ်များလှူဒန်းလှူပါကအတွင်ရင်မူဖုန်း399 514 2564ရုံးဖွဲ့မှုဖုန်း399 423 9339326ဒုကိုဆက်သွယ်၍လူရဲနိုင်ကြောင်းသိရှိရပါရဲ့ရှင်ဒီသတင်းကိုတော့အောင်မြင့်ကပြပူလာတာပါ ဆလတ်တင်ဆက်မဲ့တွင်ကတော့အခြေခံပညာနဲ့စက်မှုဆက်ပြူမှုမြူရေးအထက်တန်းအကြောင်းများတွင်ပညာသင်တိုင်းမဲ့အခွင့်အလမ်းများရှင်လင်းဆွေးနွေးပွဲပြုလုပ်တဲ့တွင်ဖြစ်ပါတယ်။တကုံမျိုးသေးတောင်ပိုင်းမျိုးနဲ့စက်မှုဆက်ပြူမှုမြူရေးအထက်တန်းအကြောင်းစိုက်မွေးဇာတိမန်ခမ်းမာတွင်အခြေခံပညာနဲ့စက်မှုဆက်ပြူမှုမြူရေးအထက်တန်းအကြောင်းများတွင်ပညာသင်ယူတိုင်းမဲ့အခွင့်အလမ်းများရှင်လင်းဆွေးနွေးပွဲကိုမေလ22ရက်နေ့9နာရီကပြုလုပ်ကြောင်းသိရပါတယ်။ ရှင်လင်းပွဲတွင် ခရိုင်ပညာရေးမှဦးငွေသူရောက အထက်တန်းပညာဆက်လက်သင်ကြားနိုင်မယ့်အခွင့်အလမ်းများကို၎င်းစက်မှုအထက်တန်းကျောင်း GDC အကြောင်းကြီးဒေါက်တာတန်ထိုင်ကစက်မှုအထက်တန်းကျောင်းတက်ရောက်သင်ကြားနိုင်မယ့်အခွင့်အလမ်းများကို၎င်းစိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးစီးအရာရှိဦးစော်ထွေးကစိုက်ပျိုးရေးအထက်တန်းကျောင်းတက်ရောက်သင်ကြားနိုင်တဲ့အခွင့်အလမ်းများကို၎င်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဒေါက်တာသိန်းသိန်းအေကမွေးမြူရေးအထက်တန်းအကြောင်းတက်ရောက်တင်စားနိုင်မယ့်အခွင့်အလမ်းများကို၎င်းရှင်းလင်းပြကြပြီးတက်ရောက်လာသောအကြောင်းသားအကြောင်းသူများကသိရှိလိုသည့်များမေးမြန်းဆွေးနွေးကြကြောင်းသိရပါသည်။ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိစက်မိုးဆိုင်ပြူမွေးမြူရေးအထက်တန်းအကြောင်းနှင့်စက်မိုးအထွေပြူဘာသာရေးအတွက်60ဦးဆိုင်ပြူရေးအထွေပြူဘာသာရေးအတွက်30ဦးမွေးမြူရေးအထွေပြူဘာသာရေးအတွက်30ဦးစုစုပေါင်း150ဦးရှောက်ထားတက်ရောက်နိုင်ပြီးဒဂုံမြို့သစ်ခရိုင်အတွင်း င်းရှိမြို့နယ်လေးမြို့နယ်မှာအခြေခံပညာအလဲတန်းအစဉ် Grade 9အောင်မြင်ပြီးသူကျောင်းသားကျောင်းသူများတက်ရောက်သင်ကြားခွင့်ရှိရလို့သိရပါတယ်ရှင်။ဒီသတင်းကိုတော့နေမျိုးအောင်ကပြပိုထားပဲဖြစ်ပါတယ်။ထပ်မံတင်ဆက်ပေးမှာကတော့တကုံမြို့နယ်တွင်မြမသနခါအကြောင်းဟောပြောတရုတ်ပြဝယ်ပြုလုပ်တဲ့သတင်းဖြစ်ပါတယ်။တကုံမြို့နယ်အမျိုးသမီးရေးအဖွဲ့နှင့်ဘုတ်ကလအဖွဲ့ဝင်များပူးပေါင်းပြီးတကုံမြို့နယ် community center တွင်မြမတန်ခါအကြောင်းအသိပညာပေးဟောပြောပွဲနှင့်တရုတ်ပြပွဲကိုပြုလုပ်ကြောင်းသိရပါသည် အခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်လက်လက်အေးကမြန်မာတန်တခါရင်ကျေးမှုဓလိအကြောင်းနှင့်မြန်မာတန်တခါရဲ့ဆေးဘက်ဝင်မှုဒရမ်းမဲ့ရင်ကျေးမှုအမွေအနေဖြစ်စေရန်မြန်မာတန်တခါတံမိုးမြင့်တင်မှုတို့ကိုရှင်းလင်းဟောပြောပြီးတက်ရောက်လာသောမြို့သမီးရအဖွဲ့ဝင်များနဲ့ပုဂ္ဂလအဖွဲ့ဝင်များကတန်တခါသွေးခြင်းတန်တခါလေ့ကျင့်တို့ကိုတရားပြဆောင်ရွက်ကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့လေးလေးကပေးပို့လာတာပါ နောက်ဆုံးနေ့စမဲသတင်းကတော့တိုက်ချင်းမျိုးနယ်တွင်မြားစဲအောင်ခြေဝါစီမံကိန်းရန်ပုံငွေထုတ်ချေးပေးတဲ့သတင်းဖြစ်ပါတယ်။ကျေးလက်နေပြည်သူများလူမှုစီးပွားပွားမြင်မာစီရင်နဲ့ဝင်ငွေတိုးလုပ်ငန်းများဆောင်ရွက်နိုင်စဉ်ရည်ရွယ်ပြီးမြားစဲအောင်ခြေဝါစီမံကိန်းအရင်းမပြောင်းလှပရန်ပုံငွေစထမအကြိမ်ထုတ်ချေးခြင်းကိုမေလ21ရက်နေ့နယ်ရှင်နိုင်ကတိုက်ချင်းမျိုးနယ်မှုသားခြေဝါရင် ပြုလုပ်ကြောင်းသိရပါတယ်။အခုလိုဆောင်ရွက်ရရင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကမြို့သားကျေးရွာမှာစိုက်ပျိုးရေးလုပ်ကိုင်းသူ ရှိဦးကိုငွေကျပ်136သိန်းမွေးမြူရေးလုပ်ကိုင်းသူ52ဦးကိုငွေကျပ်149သိန်းရှေးလုပ်ငန်းလုပ်ကိုင်းသူ16ဦးကိုငွေကျပ်42သိန်းအရောင်းဝယ်လုပ်ငန်းလုပ်ကိုင်းသူ9ဦးကိုငွေကျပ်19သိန်းအတင်းသားစုစုပေါင်း130ဦးအတွက်ငွေကျပ်383သိန်းကိုစီမံကိန်းတာဝန်ခံများကစနစ်တကျထုတ်ချေပေးကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဝိရီကပေးပို့ထားပဲဖြစ်ပါတယ်ရှင်